မင်္ဂလာပါခိုင်ယဝိုင်ပေါက်ကက်အစစင်ကနေယူဆိုလိုက်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းဖြစ်ပျက်နေတဲ့တည်င်းအချက်လက်တွေနဲ့ဒေတာခန်တွင်ရဲ့အတန်တွေကိုအပတ်စဉ်နှားဆင်နိုင်မဲ့ပေါက်ကက်အစစင်ဖြစ်ပါတယ်မင်္ဂလာပါနန်းခတ်လောင်ဖြစ်ပါတယ် ယနေ့မြန်မာခေတ်မှာကြားဖြန့်အန္တရာယ်နဲ့ပတ်သက်ပြီးတော့မှလူထုတွေကတော်တော်လေးကိုကြုံတွေ့နေရပါတယ်။ဒါရိုင်းနဲ့ပတ်သက်ပြီးတော့မှ ခိုင်းဝိုက်ကနေအရေးပေါက်ကတ်တွေမှာဒေတာခန့်တွေကကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကိုဝေမျှခဲ့ဖူးပါတယ်။ဒီတစ်ခေါက်ပေါက်ကတ်မှာလည်းပဲကြားဖြန့်နဲ့ပတ်သက်ပြီးတော့မှလူအဖွဲ့အစည်းကနေကြုံတွေ့ရတဲ့အတွေ့အကြုံနဲ့လူအဖွဲ့အစည်းအပေါ်တည်ရောက်မှုအကြောင်းကိုလည်းနားထောင်ရမှာဖြစ်ပါတယ်။ ဈာဖြန့်ဆိုတဲ့စကားလုံးကကြံဖြန့်ဆိုတဲ့တေယုတ်ဘာသာစကားကနေဆင်းသက်လာတာဖြစ်ပါတယ်။ကြံဖြန့်ကနေဈာဖြန့်လို့ခေါ်လာကြတာဖြစ်ပြီးတော့တေယုတ်ဘာသာစကားမှာကတော့လိန်လေချင်း၊ဂျင်းထက်ချင်းလို့အဓိပ္ပာယ်ရပါတယ်။ဈာဖြန့်လို့သိကြတဲ့ online လိန်လေနည်းတွေဟာတေယုတ်ကနေပဲစတင်ခဲ့တာပါ။တေယုတ်နိုင်ငံမှာ IT နည်းပညာရဲ့တိုးတက်လာတာနဲ့အမျှဒီဈာဖြန့်လုပ်ငန်းတွေကပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ဒီဈာဖြန့်လုပ်ငန်းကိုအဓိကချုပ်ကန်နေတဲ့သူကတော့တေယုတ်နိုင်ငံသား ရှဲကြည်ကျန်းဆိုတဲ့သူဖြစ်ပါတယ်။ကြားဖြင့်လုပ်ငန်းထဲမှာဆိုရင်ငွေကြေးလိမ်နေတာလက်နဲ့မောက်ခိုရောင်းချတာလောင်းကစားလှုပ်တာလူမောက်ခိုသွင်းတာလှုပ်တာအတ္တမဆုဆောင်တာတွေမူရစေဝမောက်ခိုလှုပ်တာနဲ့အခြားတရားမဝင်လုပ်ငန်းကြီးတွေအများအပြားပါဝင်ပါတယ်။ကြားဖြန့်လုပ်ငန်းဟာအရှိတောင်အာရှနိုင်ငံဖြစ်တဲ့ထိုင်းမြန်မာလာအိုကမ်ဘောဒီးယားနဲ့ဖိလစ်ပိန်းစတဲ့ဆင်းရဲနိုင်ငံတွေမှာအခြေချပြီးတော့မှတားကောက်ရှာလေလေနေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့2030နောက်ပိုင်းတရုတ်မြန်မာနယ်စပ်နဲ့ထိုင်းမြန်မာနယ်စပ်နေရာတွေဖြစ်တဲ့ဝကိုကန့်မိုင်လာစတဲ့နေရာတွေမှာကြားဖြန့်တွေကအခြေဆိုင်လာခဲ့ပါတယ်2019ခုနှစ် COVID-19 နောက်ပိုင်းမှာတော့လုပ်ငန်းတွေကကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်လာပြီးတော့မှ2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ကြားဖြန့်တွေကတရားဝင်လိုင်စင်ရတယ်လို့ဖြစ်ပြီးတော့လုပ်ငန်းတွေကပုံမှန်ချက်ထွက်လာတာဖြစ်ပါတယ်ငွေလိမ်တဲ့လုပ်ငန်းစဉ်ထဲမှာဆိုရင် ငွေကြေးကျယ်ဝတဲ့သူတွေအသက်40နှစ်အထက်လှခစားပင်စင်စားတွေချမ်းသာကျယ်ဝတဲ့အနောက်နိုင်ငံတွေဖြစ်တဲ့ဥရောပနဲ့အမေရိကန်နိုင်ငံတွေကိုအဓိကထားပြီးပြစ်မှတ်ထားတာဖြစ်ပါတယ်။ကြားဖြန့်လုပ်ငန်းကြီးသေးပုံမူတည်ပြီးတော့မှဒိန်လျရတဲ့ပုံစံတွေကလည်းကွဲပြားနေပါတယ်။ကြားဖြန့်တွေရဲ့လုပ်ငန်းစဉ်တွေအကျန်းဖြန့်အနေနဲ့ဤပညာအဖွဲ့ finding အဖွဲ့ချက်တင်နဲ့လိန်လေရတဲ့အဖွဲ့အစုပြီးပြောလို့ရပါတယ်။ နီးပညာအဖွဲ့ဆိုရင်နီးပညာကောင်းမွန်စွာတက်ကြွထားတဲ့သူတွေကိုထားပြောမှဆိုရှယ်မီဒီယာတွေမှာလိမ်လည်ဖို့အတွက်အကောက်အသုတွေနဲ့လူတွေယုံကြည်အောင်စင်ဆက်မပြတ်ပုံတွေ post တွေတင်တာလုပ်ပါတယ်။အဲ့ဒီကနေတဆင့် finding အဖွဲ့ကနေပြောမှလိန်လေရမဲ့တားကောက်တွေကိုနီလန်းအမျိုးမျိုးနဲ့တားကောက်တွေကိုရှာဖွေကြပါတယ်။တားကောက်ရှာဖွေရဲ့နေရာမှာအာနာပါရစီကနေပြောမှတားကောက်တွေရဲ့အချက်လက်တွေကိုဝယ်ယူရလဲရှိပါတယ်။တားကောက်ရပြီဆိုတော့ချက်တင်အဖွဲ့ကနေပြောမှ စကားစပြောတာတွေရင်းနှီးမှုတွေတိဆောက်မှာဖြစ်ပါတယ်။တားကောင်နဲ့ရင်းနှီးမှုရပြီဆိုရင်လိန်နေတဲ့အဖွဲကနေပြောမှစနစ်တကျနဲ့တွဲလုပ်ငန်းအကြောင်းတွေကိုမိတ်ဆက်ပေးပြောမှတားကောင်တွေကိုအယုံတွင်းပါတယ်။တားကောင်တွေနဲ့ယုံကြည်မှုရလာပြီဆိုရင်ကိုယ်တိုင်ရင်းနှီးခိုက်ရတွေလုပ်ပါတယ်။နောက်ထပ်အနေနဲ့တားကောင်တွေရဲ့ရင်းနှီးမှုကတဆင်ချင်းချောက်မှုတွေပါလာပြောမှရင်းနှီးမှုတွေကလည်းစားတဲ့စားပို့ပြီးတော့များလာပါတယ်မြန်မာနိုင်ငံမှာအဖြစ်များနေတဲ့ကြားဖြတ်နေတဲ့လိန်ကြီးတွေကတော့ မိမိရဲ့ social media အကောင့်ကနေစကားလာပြောပြောမှငွေချေးမှတ်လုံးပေးပြီးတော့ video ကြည့်ခိုင်းတာ YouTube အကောင့်တွေကို like subscribe လုပ်ခိုင်းတာလာစာကောင်းတဲ့အလုပ်ကြောညာတွေပစ္စည်း order ကောင်းတဲ့အလုပ်ဆိုပြောမှငွေချေးတစားတစားရင်းနှီးခိုင်းတာတွေကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းအကောင့်ကနေပြောမှ AI နီးပညာနဲ့ video အတုလုပ်ပြီးတော့ငွေချေးလိမ့်လိမ့်တောင်းတာတွေမိမိအသုံးပြုနေတဲ့ mobile banking account တွေကိုအကြောင်းပြပြောမှအခွန်ဆောင်ခိုင်းတာတွေကန်ဆယ်မဲ့ပောက်တယ်ဆိုပြောမှပတ်စံအရင်လွဲခိုင်းတာတွေ လောင်းကစားဂင်းတွေကနေပြောမှငွေကြေးလိမ်နေတာတွေကိုယ့်ရဲ့ကိုရေးကိုယ်တာအချက်လက်ကိုယူပြောမှပြစ်မှုကျိုးလုံးနေတယ်ဆိုပြောမှငွေကြေးအဆမတန်တောင်းတာတွေအချို့နေရာမှာဆိုရင်တော့ link တွေ website ကနေဝင်ပြီးတော့မှကိုယ့်ရဲ့ကိုယ်ရေးအချက်လက်တွေကို ban တွေကို hack ပြောမှငွေကြေးတွေကိုလိမ်လျာတွေရှိနေပါတယ်။ကျမနန်းခမ်းလောင်နဲ့အတူလူငယ်9ယောက်ကနေပြောမှစကားဝါးရေးတစ်ခုပြုလုပ်ထားပါတယ်။ စကားဝိုင်းထဲမှာကြားဖြတ်နဲ့ပတ်သက်ပြီးတော့မှလူအဖွဲ့အစည်းကဘာတွေကြုံတွေ့နေရလဲဘလို့အကျိုးတရားမှုတွေရှိနေလဲဘာတွေကိုတတိထားရမလဲဆိုတာဟာအပါအဝင် အာနာပါရီကနေပြောမှကြားဖြတ်ပပျောက်ရည်အတွက်နေနေလုပ်ငန်းစဉ်တွေကိုပြောပြတော့မှဖြစ်ပါတယ်ကဲဒါဆိုရင်ညီမလေးနန်းနူရီကနေစပြောမှဘာတွေဘလို့ကြုံတွေ့ရလဲဆိုတာကိုပြောပြပေးပါဦးဟုတ်ကဲ့မနဲ့ညီမတော်အတိတ်ကြောင့်ပြောရမယ်ဆိုလို့ရှင်ဂျောင်းစစပီစာပါနော် အလောက်လည်းမရှိတော့ဒီငွေကြေး30အပိုင်းမှာ solution နဲ့မိဘဆရာပဲလက်ဖြန့်ပြီးတော့တောင်းရတာမျိုးရှိရင်လည်းနော်ဂျာလာတော့မိဘကိုအားနာလာနေညီမဆုံးချက်ချက်တစ်ခုချခဲ့ပါလို့ဘာလောက်ပဲလောက်ရလောက်ရဆိုလို့ရှိသမျှလောက်ခွက်စားတွေမှာ live ပြီးပက်ရှောက်လိုက်တယ်တချို့အလောက်တွေကကြတော့လေရေချင်းပေါ်မူတည်ပြီးတော့အလောက်ခွက်စားတွေကအကြောင်းပြန်တိုင်းအရင်နောက်ကျတာမျိုးရှိရင်လည်းအချိန်မှ solution နဲ့ကိုကိုအဖြစ်တင်စိတ်တွေများပါလို့ငါအတော့မစားရလားငါရေချင်းမရှိဘူးလား ချတော့ကိုကိုဝေဖန်တာလည်းများလာတော့စိတ်သက်တွေပါကြာတယ်ဗောနော။ဒါမဲ့ညီမထက်ရှာသေးရဗောနော။လောက်ခွန်စားရထက်ရှာသေးရဒီနောက်ဆုံးမှဆိုလို့ရှိရင်ဒီ line ပေါ်ကပေးတစ်ခုကနေမြောက်ပတိဘက်ကအလောက်ခွန်စားတင်တာထွေးရဗောနော်။လက်စာလေးများတယ်ပြီးလောက်ရမဲ့လောက်ကလည်းကွန်ပျူတာတိုက်ပင်နဲ့အင်္ဂလိပ်စာချိန်ခံရလောက်ရရလွယ်ဆိုတာနဲ့ညီမဘာမှမစင်စားတော့ဘောနော်။ကိုရဲ့ကိုရဲ့ချက်လက်တွေကိုပို့လိုက်တယ်။မထင်ပို့ပြီး9မိနစ်တောင်မကြာဘူး။ သူတို့ဘက်ကအလုပ် interview တန်းခေါ်တယ်ပေါ့နော် interview ရတဲ့အချိန်မှာဆိုလို့ရှိရင်သူကကိုယ့်ရဲ့အရေးချင်းနဲ့ပတ်သက်ပြီးတော့သိမမေးဘူးသူကတိုက်ပင်ရလားအင်္ဂလိပ်နဲ့ပတ်သက်ပြီးတော့အခြေခံတော့ပြောနိုင်လားပေးချင်လောက်စင်နိုင်မလဲအဲ့အကြောင်းလေးပဲမေးရပေါ့နော်ပြီးရင်အလုပ်ချက်ချင်းခန့်ချင်တာဖြစ်တယ်မနေ့ဖြန်လာနိုင်မလားလမ်းစိတ်တွေအကုန်ထုတ်ပေးမယ်နေစရာလည်းပေးမယ်ပေါ့နော်ပြီးစားစရာလည်းပေးမယ်လို့သူတို့ဘက်ကပြောပြောလာတယ်အဲ့နေညီမကလည်း ချက်ချင်းစင်မအစင်မပြေတော့ခဏစဉ်းစားအောင်မယ်ဆိုပြီးတော့သူတို့ပြန်ပြီးတော့ပြောလိုက်တယ်ပေါ့နော်။အန်နဲ့တီချောင်အဘက်ရောက်နေတဲ့တငေစင်းလေးအတိမိတ်စတူဒီယိုမေးကြည့်တော့အစင်မပြေဘူး။သွားမလုံနဲ့ပေါ့နော်။အရာကြာပြန်ဆိုပြီးတော့ပြောတော့အဲ့လိုသွားမလုံဖြစ်တာပေါ့နော်။ညီမအတိမိတ်စတူဒီယိုတငေစင်းလေးဒါမှပြောဆိုလို့ရှိရင်ညီမအဲ့လိုသွားလို့မိမယ်ထင်တယ်။ဘာလို့လဲဆိုလို့ရှိရင်ငွေလဲလလဝင်နေ။စားဖို့နေရာလဲပြီးရင်ပြီးနေစရာနေရာအစားပြီးရင်ဆိုလို့လေ။ အဲ့ချိန်ကဒီဂျာဖြန့်ဆိုတာဘာလဲတောင်ကိုကတိတိကျကျမသိဘူးနော်တကယ်ချင်းကပြောမှပဲဂျာဖြန့်အကြောင်းတရားတီးတော့တာဗောနော်ပြီးရင်ခုဆိုလို့ရှိရင်ဒီ message telegram viber နေလဲလင့်နေအများကြီးပို့လာတော့မျိုးရှိရဗောနော်ဒီ message ပို့တဲ့ချိန်မှာဆိုလို့ရှိရင်ကိုကသူပို့တဲ့ link ဝင်လိုက်တာနဲ့ကိုနဲ့ဆက်ဆက်တဲ့သူတွေရဲ့ဖုန်းနံပါတ်တွေလည်းရသွားတာမျိုးရှိတယ်လို့ဒီနောက်ပိုင်းစတိုင်စတိုင် message တွေလာပို့တာမျိုးလည်းရှိရပါတော့ ဘလို့ပဲလေဖုန်းနှပတ်အမျိုးမျိုးနဲ့ပြောင်းပြီးပို့တော်မျိုးလဲကြုံရတယ်။အဲ့လိုမျိုးဆိုလို့ရှိရင်စိတ်နှောက်ရှက်အရင်လေးဖြစ်တယ်။သူတို့ထင်တာကသူတို့မတော်တဆလင့်ကိုနှိမ့်မိမှာပဲလေဆိုတဲ့ပုံစံမျိုးနဲ့စိတ်ဝင်စားစရာကောင်းတဲ့စာရင်းနဲ့ပို့လာတာမျိုးလဲရှိရပေါ့နော်။ဥပမာဆိုရင်မိတ်ဆွေအသက်3900ရရနိုင်မဲ့အခွင့်အရေးဖုန်းပေတောင်းချက်ရယူဖို့လင့်ကိုနှိမ့်ပါပါညာနဲ့မနှိမ့်နှိမ့်ချင်အောင်ဆွဲဆောင်ပြီးပို့လာတာများတယ်။ ဒီကြားဖြတ်လောက်နေတဲ့သူတွေကကိုယ့်ရဲ့အတိမိတ်ဆွေတွေလည်းပါနိုင်နေဆိုတာလည်းသိရတယ်ပေါ့နော်အဲ့လိုအချိန်မှာဆိုလို့ရှိရင်ကိုယ့်အတိမိတ်ဆွေတွေဆရာနဲ့ထူးဆန်းတဲ့လင့်နေလာပို့မဝင်ရဲတော့မယုံကြည်ရဲတော့ပေါ့နော်ပြီးညီမတို့ရွာမှာဆိုလို့ရှိရင်လည်းအောက်ဆူလိုက်လာပြီးထီလက်မှတ်တွေလာရောက်တာမျိုးလေးရှိရောထီပေါက်နိုင်တဲ့လက်မှတ်တွေလို့ပြောပြီးလာရောက်တာမျိုးရှိရဲပေါက်ရင်လည်းထောင်ကနန်းလောက်ပေါက်မဲ့လက်မှတ်တွေဆိုပြီးတော့မက်လုံးတွေပေးပြီးတော့ရွာလူတွေမဝေဝဲအောင် မကဒင်းနေစင်းပြီးတော့လိမ့်လေရောင်းချတာမျိုးလို့ရှိရပါတော့ရွာမှာရှိတဲ့အတီးတက်ကြီးပိုင်းတွေတည်းကတော်တော်များများလည်းထီလက်မောက်သိန်းကျော်လောက်ပေးဝယ်လိုက်ကြတာမျိုးလည်းရှိရပါတော့ထီထွဲမဲ့ရက်မှဆိုလို့ရှိရင်တို့ကပုံမလာတော့ဘူးနောက်ပိုင်းပြန်တီးရတဲ့အချိန်မှာဆိုလို့ရှိရင်ထီလက်မကတရားဝင်ရောင်းချနေတဲ့လက်မမဟုတ်နေဘူးပေါ့နော်အဲ့လိုအချိန်မှာဆိုလို့ရှိရင်တို့ကငွေတွေအများကြီးဆုံးရှုံးထားတာကြောင့်တို့ရဲ့မိသားစုအချင်းချင်းမှလည်းအဆင်မပြေမှုတွေပေါ့နော် ဖြစ်တင်မှုတွေပို့ပို့ပြီး ဖြစ်လာတာမျိုးလည်းရှိရဲ့ပြီးရင်တော့သစိမ်းလူတွေကိုလည်းရွာထဲအဝယ်မခံတော့တာလည်းရှိတယ်ပြီးရင်တခြားလူတွေကိုအကူအညီပေးဖို့အတွက်ဆိုရင်တုံ့ဆုပ်တာမျိုးလည်းဖြစ်လာတယ်ဘောနော်ဟုတ်တယ်အဲ့ဒီနီလန်းတွေကသူတို့အရင်ကတည်းကတုံးလာတာဒါဆိုရင်မီထူးဖက်ကိုလက်ရအောင်မီထူးကရောဘယ်လိုမျိုးတွေကြုံရလဲအတွေ့အကြုံလေးပြောပြပြပါဦးကျမကြားဖူးတဲ့ကြားဖြံပုံစံကြတီလို့ပေါ့နော်သူကမိသားစုပြဿနာရှိနေတဲ့လူငယ်တွေကြောင်းမပီသေးတဲ့လူငယ်တွေနဲ့ဒီပညာတတ်လူငယ်တွေကိုပြင်မထားလာတွေ့ရတယ် ဘာလို့တည်လဲဆိုတော့ကြဖြတ်နေရောက်သွားတဲ့လူငယ်တဲ့အကြောင်းသူအန်ဒီကပြောပြဖူးလို့ပေါ့နော်အတူတူကတော့ဒီ copy color ကလေးကကြောင်းသားထားတဲ့ကွန်ပျူတာကြောင်းသားဖြစ်တယ်ပေါ့လေကွန်ပျူတာပြင်ဆိုင်မှာအလုံးလုံးနေရင်းနဲ့သူတို့ဆိုင်မှာအရင်ကလောက်ခဲ့ဖူးတဲ့အကူတယောက်ကလမ်းခေါ်တယ်ပေါ့မြောက်ဒီဘက်မှာအလုံးရှိတဲ့အခုခန်းထဲကနေကွန်ပျူတာသုံးပြီးအလုံးလုံးယူပဲလာစားလဲကောင်းတယ်လို့ဖုံးဆက်လာတယ်ပေါ့လေတူတူကလည်းသူ့အမေကိုဆန်းတုံးရှင်လေးဖွင့်ပေးချင်တာနဲ့ပတ်စံပူရတဲ့အမြောက်ဒီဖက်ကအလုပ်ကိုတွားခုရွေးခဲ့တယ်ပေါ့ မြောက်ဒီရောက်ပြီးတလားနေတော့တူတူကတလားကိုလာစာ330လောက်ရမယ်အကြောင်းပြောတယ်အလုတ်ကတော့မနာရဘူးဆိုတော့ပင်ပန်းတယ်လည်းပြောတယ်ပေါ့လေအဲ့လိုပြောပြီးတော့ပိန်တော့ဒီအဆက်တွေမရတော့ဘူးပေါ့လေတူတူလုံးချုံတဲ့နေရာရောက်မှပြပြတာကတော့သူအလုတ်ကတိတ်ခန့်တစ်ခုမှလူချီအောင်လို့ဆုနေရပြီးတော့ဟတ်ထားတဲ့အကောင်တွေကိုသူတို့ပူခိုင်းတဲ့လင့်တွေလိုက်ပူပေးရတယ်ပြောတယ်အပြင်ထွက်ခွန်းလည်းမရပဲတတိကပူလာတဲ့စားစရာတွေပဲစားရတယ်ပြောပြတယ်၃လလောက်ကြာတဲ့အထိအပြင်လည်းထွက်ခွန်းမရဘူးလာစားလည်းထုတ်မပေးဘူးလည်း လာတော့ကတော့ခိဆက်ပြီးမယ်ပြောထားပြီးပြီးပေါ့နော်မပေးရဲနဲ့ဒီပြောင်းဖို့ပြင်နေပေါ့နော်သူတို့တနည်းအားထပ်ပြောင်းဖို့ပြင်တဲ့အခါမှာသူတူကခိုးထွက်လာတယ်လို့ပြောတယ်ပေါ့လေအဲ့လိုပုံစံနဲ့ထွက်ပြစ်လာရတော့ရတဲ့အပြင်လက်တော်နဲ့သူ့ရဲ့တကူကြီးသုံးပစ္စည်းအသုံးဆောင်တွေထားခဲ့ရတယ်လို့လည်းသူပြောပြခုတယ်အခုသူတူအနေနဲ့အခက်အခဲအများကြီးကြုံနေရတာရှိတယ်ဘာလို့လဲဆိုတော့အလုံမလိုအပ်တဲ့လက်တော်လည်းပြန်မရတော့ဘူးအရေးကြီးဆုံးဖြစ်တဲ့မှတ်ပုံတင်ကလည်းကြံခဲ့တယ်ပေါ့နော် မတ်ပွန်တဲ့အတိတ်ကလည်းတရုတ်သွေးတော့မှုအခုထိပြန်လုံးလို့အဆင်မပြေသေးတော့ခီးသွားလာဖို့လည်းအဆင်မပြေဘူးအခုဆိုစစ်စည်းကြိတ်တွေမှာဆိုမတ်ပွန်တဲ့ပါမလေးနော်မတ်ပွန်တဲ့မရှိတော့အလုံးလုံးလည်းမရသေးဘူးပေါ့လေသူတူကလောက်ခလာစာခုံးပုံဖြတ်ခဏရတော့မိသားစုအတွက်ပုံပြီးစီရတဲ့ဘာလို့လဲဆိုတော့ခီးစရိုက်အတွက်ခြေထားပြီးတဲ့ငွေအခုထိပြန်မဆနိုင်သေးတော့လာတဲ့အတူတွေပေးနေရတယ်ပေါ့လေလာတဲ့အတူတွေပေးနေရတော့စောင့်နေရခက်ခက်လာပြီးမိသားစုကြားမှာလဲခဏခဏရံဖြစ်တာတွေရှိလာတယ်တဲ့ ပြီးတော့တူတူကိုဂျန်တဲ့မော်နမတွေကဝိတ်အပြစ်တင်ကြတယ်ပေါ့လေတူတူကတော့စပိတ်ဆရာအတော်လေးထိခိုက်နေရပြီးတော့အခုဆိုရင်လူတွေနဲ့ဝေးဝေးမှနေလာတယ်ပေါ့လေအရင်လိုစကားတွေမပြောတော့ဘဲတယောက်တည်းတိတ်နေတာများလာတယ်တဲ့သူတတ်ထားတဲ့ပညာနဲ့အိမ်မှာလှုပ်လို့ရမယ့်အလုပ်တွေရှာလို့ရပေမဲ့လည်းတက်တော့မရှိတော့ဘာမှလှုပ်လို့မရတော့ဘူးဆိုပြီးပြပြလာသေးတယ်။ဟုတ်တယ်ဟုတ်တယ်။နောက်ဆက်တွဲအကျိုးဆက်ကလည်းတော်တော်ကြီးကိုအဆင်မပြေဘူး။ဆိုတော့မေထူးနဲ့နန်းနူရီတွေရဲ့အတွေ့အကြုံလည်းနားထောင်ပြီးသွားပြီးဆိုတော့နောက်ထပ် မောင်ထူးကရောဘယ်လိုမျိုးတွေကြုံတွေ့ရလဲဆိုတာပြောပါဦးကျွန်တော်တို့ကဆွေကိုကိုကိုလေလာပြီးထင်းနေတာကြာဖြန်းနဲ့တွေ့တော့မှပဲပီပီနဲ့လောက်ဝမထင်ထားတဲ့ပုံစံမျိုးနဲ့အလေခံရတာဘယ်လိုလဲဆိုရင်ကိုတီတယောက်ကကတော့မစကားလာပြောလေတာကြောင်းမကြောင်းလာမေးတယ်မျိုးပေါ့အစားတော့ကိုလည်းတီတယ်မလားအစီမပြေကြောင်း အိမ်မှာပဲနေဖြစ်ကြောင်းပြောတော့သူက သူ့ဘလို့အစီမပြေတာ ဘာဝင်နေတာဆိုတော့မျိုးနဲ့အကြောက်လာပြောပြတာသူကကြည်လာတော့လဲဟောက်နေတာပဲဒုက္ခတိုင်းပုံမှန်သေးတတ်တပြပြလဲဝင်နေတယ်ဖောက်ရဆွေလဲအိုင်ဖောက်ရလဲကိုင်နေတော့ကိုကလည်းအတော်ကြီးဟောက်နေတယ်ထင်နေတာပေါ့သူ့လို CPG သူလုံးနေတာလင်းနဲ့လက်လောက်ကြည့်ပေါ့ဘာမှအမြိုင်မကြီးရဘူးတဲ့ဘာလို့ရလဲဆွေဗီဒီယိုလေးကြည့်လိုက် YouTube ကနေကြည့်တပုတ်ကို3500ဝေးတယ် Telegram ကနေကြည့်တပုတ်ကိုတောက်တော့ဝေးတယ် TikTok ကနေကြည့်တော့တပုတ်ကိုတတော်ခွဲဝင်တယ်ပေါ့ Video ကကြည့်နေတော့ပတ်ဆိုင်ရတယ်အဲ့လိုတော့ပြောတော့လေအစားတော့ကျွန်တော်မယုံဘူးဆိုလို့နေမယ် Video ကြည့်ပြရတဲ့ quality ကိုငွေတန်းနဲ့ပြန်လဲပေးတဲ့ account တွေကိုလည်း screenshot ရိုက်ပြီးတော့ကျွန်တော်ပြတယ်လေကျွန်တော်လည်းယုံသွားတော့ပေါ့ဝီဂျီရဘိုင်လည်းမပေးရဘူးဆိုတော့ဘိုးတော်မအစီပြေးသေးတယ်အဲ့ဒါနဲ့ကျွန်တော်လည်းစိတ်ဝီစားတယ်ပြောတော့ သူကစီမံရတဲ့လူမဟုတ်ဘူးတဲ့အတီအမတရားနဲ့မိတ်ဆက်ပေးမယ်ရုံလို့ရတယ်ဗောနော် အမလည်းခံတယ်ထပ်တလဲလဲပြောတော့ကျွန်တော်လည်းအဆင်ပြေတယ်ဗောအဲအမကျတော့ Viber ကနေပြောရတာလေသူကဗီဒီယိုလေးတွေပို့ပေးပြီးတော့အဲ့ဒါတွေကိုတရေတရေကြည့်ရတာဗောနော် quality super တော့အကောက်တစ်ခုဖောက်ပေးတယ်ဘာမှနားမလဲတော့သူတို့ပြောတဲ့တိုင်ဝမ်နဲ့လောက်ရတော့ကိုယ်တိုင်ကလည်းအားနေတော့ပတ်စံရချင်တယ်ဆိုပြီးတော့ video လို့ကိုတနေကိုထိုက်ကြည့်တာပေါ့နော်။နေရင်တော့နေတော့အဲမကစပေါ်လာတယ်။မောင်လေးကွယ်စုထားတော့တော်တော်များနေပြီတဲ့။ငွေတန်းနဲ့လေတိတ်တုံးစင်တော့ရှိပြီလဲချင်ပြီလားအဲ့လိုမျိုးပေါ့နော်။တလကိုတခါပဲလဲခွေးရတာ။ကွယ်ဒီစုပြီးတော့တပတ်မဟုတ်တလလောက်နေမှလဲလဲရတယ်အဲ့လိုပြောတယ်။တပတ်လောက်ကြာတော့ပတ်စံလို့ရနေငွေတန်းလဲမယ်။ကွယ်ကဘယ်လောက်ရှိပြီလဲလို့မေးကြည့်တော့ဒိန်းငါးဆင်နီပါရှိပြီ။ ငွေသားကျလဲမဆွေနှစ်သိန်းပဲအရင်လဲလို့ရမယ်ဆိုပြီးတော့နှစ်သိန်းပဲအရင်လွှဲပေးတယ်ပတ်စံလက်တကယ်ရတယ်ဆိုပြီးတော့ပူပြီးယုံမိသွားတော့ငွေလွှဲဝေပြီးမိနစ်ပိုင်းတော့မကြောင်သူတို့လွှဲတော့လည်းပတ်စံနှစ်သိန်းကိုအကောက်ထဲမှရှိတဲ့သိန်းနဲ့စေကျော်ကျွန်တော်တော့မတိပဲနဲ့အကောက်ဆယ်တစ်ခုထဲကိုလွှဲလိုက်ပြီဖုတ်ထဲငွေလွှဲထားပြီဆိုတဲ့ message တလာချေပဲအကောက်ထဲဝေကြည့်တော့တပြားမကျန်တော့ခေပစ်ဆက်ဆက်တာနဲ့ချစ်ဆက်ထားတယ်လေသူတို့လည်းဘာမှနှုတ်ပေးနိုင်တာမရှိဘူးလေ နောက်ဆုံးတီလိုက်ရတာကသူတို့ပို့ပေးနေတဲ့ဗီဒီယိုလက်ကနေတဆေသူတို့ဖွင့်ခိုင်းတဲ့အကောက်တွေကနေတဆေဖောက်ကိုဟာလာလို့ထင်တယ်အဲမစီကိုတမီချီတော့လဲမတောက်ပန်အမနာတဲ့ပြင်ပတ်စံပြက်လို့ချင်းကျွန်တော်လိုပဲတော်ရရှာပေးရမယ်ဆိုပြီးတော့ပြောတယ်လေအဲတီအကိုသွားကြည့်လိုက်တော့လဲသူကျွန်တော်ကိုဘလော့ပြီးသွားပြီပြန်ဆောင်ဆန်းကြည့်လိုက်တော့အဲကိုကောက်ကအစ်မဟုတ်ဘဲနဲ့အတူဖြစ်နေလား သူပေါ်တင်ထားတဲ့ပုံပိုင်းရှင်ဆိုရင်တိတော့မတော်တော့ကြားနေပြီသူအမျိုးသမီးရဲ့ရွာဖက်မှာဦးစီဝတ်တယ်လို့ပဲပြောလာတယ်အဲကိုပေါ်ရဲကလည်း AI နဲ့ကလောက်ပြင်ထားတယ်တွေပဲတော်တော်ကြောက်ဖို့ကောင်းလဲလောကမရိပ်မိတဲ့ကိုကိုလည်းအပြစ်တင်လို့မစိုးတော့အော်တတော်ဆူဆူဝါဝါပဲကြားဖြန့်ရလုံပုံကိုင်ပုံကလေအရင်ကျွမ်းကျင်နေပြောရမယ်အခုနောက်ပိုင်းဆိုရင် AI case ဆိုတော့လေနော်ကိုရဲ့မျက်နာနဲ့အဝတ်ပလာပုံတွေကို AI နဲ့ဖန်တီးပြီးတော့ ဒါကမင်းမဟုတ်လားဆွဲစာနဲ့လင့်နေပို့လာတယ်။ပြောလူရတဲ့ကြောက်ပြီးတော့စိုးရင်ပြောမှအဲ့လင့်ထဲဝင်လိုက်ပြီးဆိုရင်အကောက်လေးပဲဟက်ခင်ရတာမျိုးလည်းရှိရဲ့။သူတို့ကလေအလောက်အကင်မရှိတဲ့လူငယ်တွေပြောမှဟိုးအရန်ခောက်ကြတဲ့ဒေတာဖက်ကလူတွေရဲ့တက်ကြီးရွယ်အိုနဲ့ဒီအပြိုကြီးလူပြိုကြီးကိုသူတို့ပို့ပြီးတော့ပြစ်မှတ်ထားကြတယ်။ကျမတော်လေးဆိုလည်းခံလိုက်ရသေးရဲ့လေ။ဒေါ်လေးဆိုသူကဒီအပြိုကြီးသေးဖြစ်နေပြီပေါ့နော်ပြောမှရီစားလည်းမရှိဘူးဆိုတော့ line ပေါ်ကနေ နိုင်ငံခြားသားတယောက်ကစကားလာပြောတော့အော်အပြင်းပြေပါတယ်လေဆိုပြီးစကားပြန်ပြောတာမျိုးလုပ်တယ်ပေါ့နော်ပြောမှအနေနဲ့ကြာတော့ရင်းနှီးလာကြတော့အဲ့ဒီနိုင်ငံခြားသားသူတို့လက်ဆောင်ဆိုပြီးတော့မှလက်ဝဲရနာထည့်ပေးခြင်းတယ်ပေါ့နော်အဲ့လိုပြောတယ်ပေါ့နော်အဲ့ဒီအဲမြန်မာပြည်ကိုပို့ပေးမယ်လို့ပြောတယ်ပေါ့နော်ပြောရန်ကုန်ရောက်တဲ့အချိန်ကတော့တူဝတစားခါတွေကဒီပစ္စည်းဖို့တော့တူဝပေးပေးမယ်ပေါ့နော်ဒါပေမဲ့ရန်ကုန်နဲ့ဒီဒေါ်လေးအိမ်ပို့ဖို့အတွက်ခါကျတော့ဒီ တစားခါခါမြန်မာလိုပဲရှင်းရမှာမြန်မာငွေနဲ့ပဲရှင်းရမှာမလို့ပေါ့သူတွေကအဆင်မပြေဘူးသူပေးလို့မရဘူးနော်အကြောင်းမို့ဒေါ်လေးဖက်ကနေပဲအတစားခါကိုစိုက်ပေးဖို့အတွက်သူကအဲ့လိုပြောတယ်ဒေါ်လေးကလည်းယုံပြောမှသူတောင်းတော့သူတောင်းတဲ့ဒီတစားခါတိုင်ခွဲကိုလွဲပြလိုက်ရပါဘောနော်နောက်ဆုံးတော့အဲ့လူကလူလိန်ဖြစ်နေတာကြားဖြိန်ဖြစ်နေတာဘောနော်အဲ့သူကအလိန်ခံလိုက်ရတာဘောနော်တရွာလို့လည်းအဲ့ဟောတိပြောမှ ဒေါ်လေးတော့လဲပြီးဆိုတော့ねတို့ကဒေါ်လေးဝိုင်းပြောကြတယ်တို့နေဒီဘာဖြစ်တယ်ညာဖြစ်တယ်ပြောတော့ဒေါ်လေးကလည်းအရင်ရှက်တော့ဘောနောပြောမှစစ်တက်လည်းအရင်ကြာသွားတယ်ဘောနောအိမ်ပြင်းလည်းမထွက်ရတော့အဲ့နေပဲဒူဘိုင်းပဲတော်တော့မယ်အလုပ်တလုပ်တော့မယ်ဆိုပြောမှစိတ်ဆုံးဖြစ်ပြောတော်လိုက်ပါလေရောကြားဖြတ်နေကလေးနောက်ပိုင်းအရင်များလာတော့လေအာနာပါတယ်ကလေးအဲ့ဒါကိုဖြည့်ရှင်းပေးဖို့လူရလို့ကျမမြင်နေတယ်လားဟုတ်တယ်ဒါရုံနဲ့ပတ်သက်ပြီးတော့အချို့လောက်ဆောင်နေတာတွေလည်းမြင်နေရတာရှိတယ် နိုဝင်ဘာလ10ရက်နေ့တော့ကပဲမြန်မာလာအိုကမ္ဘောဒီးယားမှာရှိတဲ့ online လေလေမှုစင်တာတွေကိုနေနေဖို့အတွက်အမေရိကန်တရားရေးဌာနနဲ့ FBI တွေပူးပေါင်းပြီးတော့ scan status strike 4အဖွဲ့ကိုဖွဲ့စည်းလာတာလည်းတွေ့ရတယ်။အဲ့ဒီဖွဲ့ဖွဲ့ပြီးတဲ့နောက်ရက်တွေမှာပဲကြားဖြတ်တွေကြီးဆိုးနေတဲ့နာမည်ကြီးရွှေကိုကိုနဲ့ KK ပတ်နေရာတွေမှာ BGA တွေကနေပြီးတော့ဝေရောက်ရှည်လင်းနေလို့ကြားဖြတ်လောက်တာတွေထွက်ပြေးနေကြတာကိုလည်းတွေ့ရတယ်။ပြီးတော့မြန်မာစစ်ကောင်မရှင်ကလည်း တရုတ်နဲ့ပူပေါင်းပြီးတော့မြတ်မတီတီတမမြန်မာထိုင်းတရုတ်တောင်းနိုင်ငံတောက်ပွေဆိုင်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ Trilateral Cooperation ဖွဲ့စည်းပြီးတော့ဂျာဖြန့်နေနေရေးတွေလှုပ်ဆောင်နေတယ်လို့လည်းထုတ်ပြန်ထားတာရှိတယ်။ဂျာဖြန့်တွေကိုနှိမ်နှင်းပြီးရဲ့နောက်မှာဂျာဖြန့်တွေကဘလိုပုံစံမျိုးနဲ့ပြောင်းလဲပြောလှုပ်ရှားနေလဲ။အာနာပိုင်တွေကိုရောဒီပြောင်းလဲလာတဲ့ဂျာဖြန့်တွေပပျောက်အောင်လှုပ်ဆောင်ဖို့အတွက်ဘယ်လိုမျိုးစီရင်လှုပ်ဆောင်ကြလဲဆိုတဲ့ဟာကိုပညာရှင်အချို့ကတော့ ုံးသက်ထားတာလည်းရှိပါတယ်။မြန်မာနိုင်ငံမှာဟိုတိတထင်ရှားတဲ့ချားဖြန့်ဖြူခွင်းမလို့ပြောရမယ်ဆိုရင်တော့ဟိုရှမ်းမြောက်မှာမြောက်ပိုင်းကတော့တုံးဖက်ကပြုလုပ်ခဲ့တဲ့ဒီတိတုံရဲ့နေ consistent ရေးကိုပြောရမှာဖြစ်တယ်။အဲ့ဒီစစ်စင်ရေးကြောင့်ဟိုရှမ်းမြောက်မှာရှိတဲ့ဒီချားဖြန့်တွေနဲ့ချားဖြန့်တွေကိုအကောက်ွယ်ပြီးထားတဲ့အုပ်စုတွေပါသူတို့မြောက်ပြုတ်ွဲသွားတယ်ပေါ့လေနော်။ဒီမှာအလုပ်ပြီးမဲ့အဲ့ဒီချားဖြန့်တွေကတော့ ဟိုဒီအဲ့ဒီစစ်စင်ရဲ့နောက်ပိုင်းမှာပုံစံပြောင်းပြီးတော့မှမြန်မာနိုင်ငံရဲ့နေရာအနှံ့တွေကိုပုံစံမျိုးမျိုးနဲ့ဆက်ပြီးတော့မှလှုပ်ရှားနေတာလေအဲတွေ့တွေ့နေရပါတယ်ပေါ့လေနော်ဟောပြီးတော့မှဒီအခုဆိုရင်တော့ဒီရှမ်ပီနယ်ရဲ့အလဲပိုင်းလို့ဆိုလို့ရတဲ့အကြီးကြီးမိုင်းနောင်ကွန်ဟင်ကာလီလေရှားဆားတဲ့ဒေသတွေမှာဆိုရင်တော့ကြာဖြတ်နေဆိုရင်သူတို့ကနေရာဒေသတစ်ခုကိုဟိုပါ အကြိမ်မနေဘဲ6လပုံ6လလောက်နဲ့ဟိုတနည်းပြည်ညာရွှေ့တာမျိုးတွေလည်းအဲလှုပ်ရှား street ပြီးတော့မှဆက်လှုပ်ရှားနေတာမျိုးလည်းတွေ့ရတယ်။အဲသူတို့ကဒီအရင်တော့ဆိုရင်တော့မြို့တွေပါကြီးတို့နေပြီးတော့မှလှုပ်တာမျိုးတွေရှိပေမယ့်အခုကျတော့အဲ့ဒီ data မှတွေ့ရတာကကျတော့သူတို့ကရွာတွေမှာပဲအာရွာဘူးမှတော်တယ်မှာပါလေနော်အဲ့လိုမျိုးမြေဝယ်ပြီးတော့မှအဲ့ဒီမှာရှိနေတဲ့ဟိုပြည်သူစစ်တွေလည်းနဲ့ကန်ဖွဲ့တွေရဲ့အကာအကွယ်နဲ့အဲသူတို့ကနေပြီးတော့မှ အာဒီခြံဝိုင်းကျဲကြီးကိုဟိုကတ်ပြီးတော့မှအဲ့ဒီမှာပဲအဲလုံနေတာမျိုးတွေဟိုဟိုတွေးခဲရတယ်ပေါ့လေနော်အာပြီးတော့မှအရင်တုန်းကဒီဂျက်ဖြက်တွေဆိုရင်တော့ဒီဒီဒီစအသူမြဖြူခွင်းပြီးတဲ့နောက်ပိုင်းမှာအရင်တော့လေနဲ့ပုံစံနဲ့ဒီနောက်ပိုင်းနဲ့တော့နည်းနည်းတော့ကွဲကွဲသွားတာလေတွေးရတယ်အရင်တော့ဆိုရင်တော့ဟိုလူအများကြုံရလေးရှိတဲ့ဟာဆိုရင်တော့ပြောမယ်ဆိုရင်တော့ဖုန်းဆက်ပြီးတော့မှမဲပေါက်တယ်ပြီးတော့မှအဲ့ဒီဟာကိုဟိုဒီ ဟိုမေမေဟိုဒီပတ်စံတွေကိုထုတ်ဖို့အတွက်ကိုပတ်စံလွဲခိုင်းတဲ့ကိစ္စတွေနောက်ပြီးတော့မှနိုင်ငံခြားသားဟန်ဆောင်ပြီးမြန်မာပြည်မှာအာရင်းနှီးမြှုပ်နှံမှုလုပ်မယ်ပြီးတော့မှ online နေစကူကိုစကားပြောလာပြန်ပြီးတော့မှငွေလွဲလေးတွေငွေလွဲတယ်ပေါ့လေနောက်ပြီးအဲ့ဒီငွေလွဲကိုထုတ်ဖို့အတွက်အာအဒီကိုကနေပြီးတော့မှငွေကြိုလွဲခိုင်းတဲ့ကိစ္စမျိုးတွေဒါတွေကလူကြိုတော့မြတ်ကြုံရတဲ့ကိစ္စမျိုးတွေကိုအများကြီးဒီတွေးခဲရတယ်သူမဒီနောက်ပိုင်းမှာခါကြတော့ပုံပြီးအစင်းမြင့်တဲ့ဟာမျိုးတွေပုံပြီးတော့ကြက်ပြတ်တဲ့ဟာမျိုးတွေတွေးရတာတော့ အကြပြန်တွေကတော့ဒီကျွန်တော်တို့တွေ့နေကြဒီ online လောင်းမစား game game ပေါင်း900လောက်ဘာလို့အဲ့ဒီကနေတဆင့်အလဲသူတို့လိန်နီးပေါင်းစုံနဲ့အဲ့ဒီဟာနဲ့လည်းဆက်သွားတာရှိလုံနေတာရှိတယ်ပြီးတော့မှဒီအာ EN ကိုတုံးပြီးတော့မှကိုယ့်ရဲ့မိတ်ဆွေလိုဟန်ဆောင်ပြီးတော့မှဒီလိန်နာမျိုးတွေလည်းအဲလောက်တာတွေရှိတယ်တချို့တွေဆိုရင်တော့ဟိုဟိုတိတ် ပြီးတော့မှနီးပညာပိုင်းမင်းကြီးနီးတဲ့တိတ်ချောင်းမှသူတို့ကပို့လာတဲ့ link တွေကိုဟိုတော်ပြီး name me လိုက်တာမျိုးတွေ ဒီနဲ့ဒီကိုယ့်ရဲ့ဖုန်းတွေကိုသူတို့ကဝင်နိုင်ဝင်လာဖောက်ဝင်ပြီးတော့မှကိုယ့်ရဲ့ data အချက်လက်တွေယူပြီးတော့မှအဲ့ဒီ data အချက်လက်နဲ့ကိုချင်းချပြီးတော့မှငွေငွေတံမျိုးကြုံရတာလည်းရှိတယ်တချို့တွေဆိုရင်တော့အာ KP တို့ဓမ္မလို့ရှင်ဘယ် mobile banking နဲ့ပတ်သက်တဲ့အမျိုးတွေဆိုရင်အဲ့ဒီလိုမျိုးဝင်ဖောက်ဖောက်ဝင်ပြီးတော့မှကိုယ့်မှာရှိတဲ့ဟိုပိုင်ဆိုင်မှု percent တွေကိုအကုန်လုံးခိုးသားတာမျိုးတွေလည်းအဲတွေ့ရတာပေါ့လေနော် အာတပ်ဖြန့်တွေပပျောက်ဖို့ဆိုရင်ကျွန်တော်နေနဲ့ဒီအစိုးရတို့လင်းနေခိုင်ဖွဲ့စည်းတို့တိုက်တွန်းချင်တာတော့ဒီတပ်ဖြန့်တွေ ਨੇ အချပ်ပြန်ဒီကကွယ်ပြီးပြီးတော့မှဟိုအလုံးလုံးနေတဲ့ဒီတချို့တော်လေးနဲ့ဂိုင်းဖွဲ့တွေ P2 စစ်တွေနောက်ပြီးတော့မှဌာနဆိုင်ရာအချို့ဝန်ထမ်းတွေကိုလည်းဒါသူတို့လုံနေတဲ့ဟာတွေရက်ဖို့လိုတယ်နောက်ပြီးတော့မှဒီအဲ့ဒီမျိုးပေါ့နော်ဒီဒီချပ်ပြန်တွေကိုအကာအကွယ်ပြီးနေတဲ့အုပ်စုတွေကိုလည်းအရေးယူဆောင်ရွက်မှုတွေလည်းလုပ်ဖို့လိုတယ်ဝန်ထမ်းတွေတမဟုတ်လို့ရှင်လေးနဲ့ဂိုင်းဖွဲ့တွေဆိုနေကိုအဖွဲ့ဝင်တွေဆိုရင်လည်းအရေးယူတဲ့ချိန်မှာဆိုရင်လည်းပို့ပြီးတော့မှတိတိယောက်အရေးယူတဲ့ကိစ္စမျိုးလည်းဖြစ်ဖို့လိုတယ်ဘာလို့လဲဆိုတော့ဒီချပ်ပြန်ဒီကူညီတဲ့ လူတွေကိုဟိုအေးယူတဲ့အချိန်မှာတွေးရမရတာတော့အဲ့လိုအလုတ်ဖြုတ်တာဟိုရာထူးချပလိုက်တာမျိုးတွေပြီးတော့မှဒီအဖက်ကနေပြီးတော့မှနှုတ်ထွက်စီတာမျိုးတွေလောက်ပဲဒါမဖြစ်နိုင်မဖြစ်နိုင်ဘူးပါလေနော်ကြေတော့အဲ့လိုမျိုးအကာအကွယ်ပေးနေတဲ့လူတွေကိုရေးယူမယ်ဆိုရင်တော့ဒါပို့ပြီးတော့မှအဲ့ထက်ကြီးလေးတဲ့ဒီထောင်ချတဲ့ကိစ္စမျိုးတွေကတော့ဒါပို့ပြီးတင်းတင်းကျပ်လုပ်တဲ့ဟာမျိုးတွေအေးလုတ်ဖို့လိုတာပေါ့လေနော်ဆိုတော့ဒါမှလည်းဒါဒီကြပ်ဖြတ်တွေပတ်ပြောက်နိုင်မယ်ပြီးတော့မှ အစိုးရပဲပြောဒီလင်းနေကန်ဖိတ်ပဲပြောပေါ့နော်နောက် P2 စစ်တူပဲပြောကျွန်တော်ဖက်ကနေနဲ့ဟိုတိုက်တွန်းချင်တာတော့ P2 လူထုပေါ့နော်လူအများတော်ပီတူလူထုတွေရဲ့အကျိုးတွေကိုပို့ပြီးတော့မှအထောက်ရှုဖို့တိုက်တွန်းချင်တယ်အဲ့ဒီလိုမျိုးဟိုထောက်ရှုဖို့ဆိုရင်တော့ဆန္ဒပြမျိုးကုဒီတာမှရှိနေတဲ့ကြဖြန့်လိုမျိုးဒီကူလည်းဟိုဆက်ပြီးတော့မှလေပတ်ခွင့်မရှိအောင်ဒါတွေရလေဟိုပြင်းပြင်းထန်ထန်အေးယူတာမျိုးတွေလည်းဆက်ပြီးတော့မှအလုပ်ဖို့လိုတယ်လို့တော့မြင်ပါတယ်ပေါ့လေနော်ကြဖြန့်တွေအနေနဲ့နီလန်အမျိုးမျိုးပုံစံမျိုးမျိုးနဲ့လာရောက်ချိတ်ကတ်နိုင်တယ် ဒါကြောင့်မလို့လူအဖွဲ့အစည်းနေနဲ့ဒဇိန်တယောက်ကနေပွဲလင့်တွေကိုရှောင်မနေဖို့ဒဇိန်တင်မကတူမိဆွေတွေအပေါ်မှာလည်းအလွယ်တကူမယုံဖို့ကြားဖြန့်တွေကနေချင်းချောက်တဲ့အခါမှာဆိုလဲအခြားတိကျွမ်းတူတွေကိုအကူအညီတောင်းဖို့တက်ဆိုင်ရာအစိုးရအဖွဲ့အစည်းအမိခံပြီးတော့မှ ဖုန်းနဲ့စာနဲ့လိမ်နာမျိုးခံရတဲ့အခါမှာဆိုရင်လဲတက်ဆိုင်ရာအစိုးရအဖွဲ့အစည်းရဲ့ဖုန်းနံပါတ်ဟုတ်မဟုတ်စစ်ဆေးဖို့အတွက်နဲ့ဒီ mobile banking နဲ့ပတ်သက်ပြီးတော့မှလိမ်ခံရပြီးဆိုရင်လဲနီးစပ်ရာဘဏ်တွေမှာအကြောင်းကြားဖို့အတွက်တတိထားဖို့လိုအပ်တယ်လို့မြင်တယ် ဆိုတော့ဒီရဲ့စကဝိုင်းကိုဒီမှာပဲအဆုံးသက်ချင်ပါတယ်။စကဝိုင်းမှာပါဝင်ပေးတဲ့လူငယ်တွေကိုလည်းလိုက်လိုက်လဲလဲကျေးဇူးတင်ပါတယ်။ကြားဖြတ်နဲ့ပတ်သက်ပြီးတော့မှလူအဖွဲ့အစည်းကနေကြုံတွေ့ရတဲ့အတွေ့အကြုံနဲ့လူအဖွဲ့အစည်းပေါ်တက်ရောက်မှုအကြောင်းရယ်ကြားဖြတ်နဲ့ပတ်သက်ပြီးတော့မှ ဘာရီကိုတတိထားရမလဲဆိုတာဟာအပအဝင် အာနာပါရီကနေပြောမှအကြာဖြန့်ပပျောက်ရည်အတွက်လှုပ်ဆောင်ဖို့လိုအပ်တဲ့အကြောင်းအရာတွေကိုခိုင်းဝိုင်းကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့မိမိဒေတာတွေမှာဖြစ်ပျက်နေတဲ့လူခွေရချိုးဖောက်မှုအခြေအနေနဲ့လူငယ်တွေရဲ့အတန်တွေကိုဖော်ထုတ်ခြင်းနဲ့ဆိုရင်ခိုင်းဝိုင်းရဲ့တက်ဆိုင်ရာမီဒီယာ channel ချက်ပေါက်တွေမှာလုံခြုံစိတ်ချစွာတည်င်းပေးဖို့နိုင်ပါတယ်။ အခုနားဆင်နေခဲ့ရတဲ့အကြောင်းအရာတွေကိုကျမတို့ခိုင်ရင်ဝိုင်းကနေတင်ဆက်နေတာပါခိုင်ဝိုင်းပေါက်ကတ်အစစင်တွင်ကို Facebook YouTube TikTok နဲ့ Telegram Channel တို့မှာအပတ်စဉ်တိုင်းနားဆင်နိုင်ပါတယ်နောက်ပေါက်ကတ်တွေမှာပြန်ဆုံကြရအောင်ရှင်ကျမအေဂရီပါ